အလောအလုံးပဲမင်္ဂလာပါကျွန်တော်ကိုချိုတီဗီဝိုင်းချန်နယ်နေပြီးတော့ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့် tutorial ကျတော့ Windows 11မှာကျွန်တော်တို့ screen record ကိုဘယ်လိုလုပ်မလဲကျွန်တော်တို့ screen recorder ကိုဘယ်လိုဖမ်းမလဲဆိုတာပဲဖြစ်ပါတယ်အဲ့ခါကျတော့ကျွန်တော်တို့ပုံမှန်တိုင်းပါပဲကျွန်တော်တို့ Windows မှာရှိတဲ့ search bar ထဲဝင်လိုက်ပါမယ် search bar ထဲဝင်ပြီးတော့ S N I P P I N G snipping T O O 2ဆိုတဲ့ application ကိုတော့ယူလိုက်ပါမယ် ရွေးပြီးလို့ရှိရင် snippet 2ကိုဖွင့်ပါမယ်အဲ့မှာ new ဆိုတာလေးတွေ့မယ်ကင်မရာပုံလေးတွေ့မယ်ဗီဒီယိုကင်မရာပုံလေးတွေ့ပါမယ်အဲ့မှာကင်မရာပုံလေးကိုနှိမ့်လိုက်လို့ပြီးလို့ရှိရင် new ကိုဖွင့်လို့ရှိရင်ကျွန်တော် screen မှာပေါ်လာတဲ့ဟာကိုကျွန်တော် mouse နဲ့လေထွက်ွက်ချပြီးတော့ကျွန်တော်တို့ screen screenshot ရိုက်လို့ရပါတယ်အဲ့ဒီနေရာမှာကျွန်တော်ဒီဘက်မှာ save ဆိုတာလေးရှိတယ်။ copy ဆိုတာလေးရှိတယ်။အဲ copy လေးကူးပြီးလို့ရှိရင်ကျွန်တော်တို့ Facebook Messenger ကနေပြီးတော့ပြပြ Viber ကနေပြပြကျွန်တော်တို့အဲ့ဒီ screenshot ကိုသူများစီပို့လို့ရရတယ်လို့မျိုးကျွန်တော်တို့ save လုပ်ထားလို့လည်းရပါတယ်နောက်တစ်ခုကျတော့ video camera ပုံလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းမှာ screen record လုပ်တယ်လို့မျိုးပါပဲ computer မှာ screen record လုပ်လို့ရပါတယ်ဒီနေရာမှာ camera ပုံလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ screen record ဖမ်းမဲ့ ွန်ပျူတာ security တစ်ခုလုံးတော်လကောင်တစ်စိတစ်ပိုင်းတော်လကောင်ကျွန်တော်တို့ slash pay ရမှာဖြစ်ပါတယ်ကျွန်တော်တို့ slash pay တဲ့နေရာကိုသူကကြတော့ new နေပြီလို့ရှိရင်အဲ့ဒီ slash pay တဲ့နေရာတစ်ခုကိုသူက security record ဖမ်းမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာ star store လေးကိုနေပြီးတော့ကျွန်တော်တို့ record လုပ်ရမှာဖြစ်ပါတယ် ကျွန်တော်ပြန်လုပ်ပြပြပြန်လုပ်ပြပြမယ်အညူလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကိုစခရီကောလုတ်ချင်တဲ့နေရာကိုသွားပြီးတော့ slash ပေးရမှာဖြစ်ပါတယ်ညူနှိပ်ပြီးတော့ကျွန်တော်ဒီမှာ slash ပေးလိုက်ပါမယ်ဒီ slash ပေးထားတဲ့နေရာလေးကိုစခရီကောဖမ်းနေပါပြီ star ကိုနှိပ်ပြီးတော့ဒီမှာကျွန်တော် mouse နဲ့အပေါ်အောက်ရှုလိုက်တဲ့ဟာကို screw record လောက်ထားတာဖြစ်ပါတယ် အဲ့နေရာမှာ stop ပုံနှိမ့်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာပြီးဖြစ်ပါတယ်အဲ့ဒီပေါ်လာတဲ့ဟာကိုကျွန်တော်တို့ save လုပ်လို့ရတယ် copy ကူးလို့ရတယ်ဒီနေရာမှာကျွန်တော်ဒီမှာ video file တဲ့ဝင်ကြည့်ပြပါမယ်အစားကျွန်တော် screen record ဖန်ထားတဲ့ဟာဒီလိုမျိုး video file ဖြစ်နေရှိနေပြီးဖြစ်ပါတယ်ဒီလို window 11မှာ sniping 2ကို snapping tool ကိုတုံးပြီးတော့ screen record ဖမ်းလို့ရတယ်။ဒါမှမဟုတ် screen shot ရိုက်လို့ရတယ်ဆိုတာကိုကျွန်တော်ဒီနေ့တင်ပြပြလိုက်တာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ screen record လုပ်ထားတဲ့ video file ဟာဘယ်ထဲမှာရှိနေမလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ computer ရဲ့ main computer ထဲမှာရှိတဲ့ video ဆိုတော့ folder ထဲမှာ ဒစ်ကွန်ပျူတာတက်ဝင်ပြီလို့ရှိရင်ဒီအမှဗီဒီယိုဆိုတဲ့ဟာတွေကိုသွားနှိပ်ပြီးတော့သွားကြည့်လိုက်လို့ရှိရင်ဒီမှာ secret record ဆိုတဲ့ file ထဲမှာအစား secret finder ကရောက်နေပြီဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ